မင်္ဂလာပါလို့နှုတ်ဆက်ချင်လောက်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကြားရမြင်နေရတဲ့သတင်းတွေက လုံးဝစိတ်မချမ်းသာစရာတွေကြီးပါပဲ။ကျွန်တော်တို့ပြည်သက်တွေရောအဆင်ပြေချားရလားဗျ။ကျွန်တော်နိုင်ငံကတော့ကမ္ဘာပေါ်မှာကံအစိုးဆုံးနိုင်ငံလို့တောင်းကောင်းစင်တက်ရမလို့ဖြစ်နေပါပြီ။ကျွန်တော်လူမျိုးတွေကလည်းကမ္ဘာပေါ်မှာကံအစိုးဆုံးလူမျိုးတွေလာမသိပါဘူး။ မြေရင်းစစ်ကိုကြံ့ကြံ့ခံဖြတ်သန်းနေရတဲ့ကာလာမျိုးမှာတဘာဝ BNA တွေကလည်းပုံစံမျိုးစုံနဲ့ကိုရိုက်ခတ်လျက်ရှိပါတယ်။ကိုဘီယောဂဒက်စကန်ထားတော့ကကိုတသည့်ကိုမွေးပြီးဖြတ်သန်းခဲ့ရပြီပါပြီ။မနစ်ကရေဘေးတုန်းကလည်းဒီအတိုင်းပါပဲ။အခုတော့တစ်ခါမှမကြုံဘူးသေးတဲ့ငလျင်ဘေးကြီးနဲ့တောင်ကြုံလာနေပါပြီ။ နိုင်ငံကစီးပွားရေးချွတ်ချုံကျနေတဲ့အခြေအနေမျိုးမှာဒီလိုကက်ယောဂါမျိုးကြီးတွေရင်ဆိုင်ရတာအတော်ကိုဝန်းနေဖို့ကောင်းတာပါကျွန်တော်ပြည်သူတွေလည်းဘလောက်ထိစိတ်ထိခိုက်နေမလဲဆိုတာခံစားမိပါတယ်အခုငလင်တန်းကြောင့်ဆိုရင်ကျွန်တော်တို့ရဲ့စီးပွားရေးတွေကလည်းဒီထက်ပိုပြီးခက်ခဲမှုတွေရှိလာအောင်ပါပါဘာဖြစ်လို့လဲဆိုတော့လန်ထရာတွေဆက်တွေလုပ်ငန်းတွေကအခုကလေးကအနောက်ရှက်တွေဖြစ်နေပါပြီ ။ဒါကြောင့်မို့ဒီကာလကနေကျွန်တော်တို့ပြန်လည်နှိုးထားဖို့အတွက်အတော်ကြီးအားယူချရအောင်ပါပါ။ဒီကနေ့မှာတော့ထိုးတဲ့ကြိတ်တဲ့သတင်းတွေကိုတင်ဆက်ဖို့အစီအစဉ်မရှိပါဘူး။အဲ့လိုဟာမျိုးတွေပြောပြဖို့လည်းကျွန်တော်စိတ်ထဲမှာလုံးဝတက်တည်မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုယ်နိုင်ငံသားတွေဒီလိုဒုက္ခရောက်နေတဲ့ကာလမျိုးမှာဒီလိုမျိုးတင်ဆက်ဖို့လဲထိုက်တန်တယ်လို့ကျွန်တော်ကမယုံကြည်မိပါဘူး။ဒါကြောင့်မို့ကျွန်တော်နဲ့ဆက်ဆက်နေတဲ့အကြောင်းအရာလေးတချို့ကိုပဲပြောပြချင်ပါသေးတယ်။ မြိတ်သက်များခင်ဗျာ one championship ကတောက်ကြနေညပိုင်းတော့က135 102ပြိုင်ပွဲကျင်းပဖို့စီစဉ်ခဲ့ပါတယ်ဒုတိယငလင်းတန်းကြောင်ထိုင်းနဲ့မြန်မာနှစ်နိုင်ငံဆက်လုံးခန်းစားခဲ့ရတဲ့အတွေ့အဲ့ဒီပြိုင်ပွဲကိုဖျက်သိမ်းပြစ်လိုက်ပါတယ်အဲ့လိုဖျက်သိမ်းတဲ့နေရာမှာရိုးရိုးတန်းတန်းပုံစံမျိုးဖျက်သိမ်းတာမဟုတ်ပါဘူးဘာဝင်ရှင်ပြိုင်ထုတ်သက်ကြမဲ့ဖိုက်တာတွေအားလုံးကိုထိုးကြည့်အပြေးဝပေးပြီးမှပြန်လွတ်တာပါ ပြီးတော့မြန်မာပြည်ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ထိခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေအတွက်လဲဝမ်းနဲ့ကြေကွဲတဲ့အကြောင်းသူတို့ကတရားဝင်ကြေညာချက်အရင်ဆုံးထုတ်ပြန်ခဲ့ပါတယ်။ကျွန်တော်ကအွန်လိုင်းကသတင်းတွေကိုစောင့်ကြည့်ရတာဝါသနာပါတဲ့သူပါ။အဲ့လိုစောင့်ကြည့်လို့ကိုဘဲဖွဲ့စည်းကသတင်းတွေကိုဘယ်လိုပုံစံမျိုးထုတ်ပြန်လဲဘဲဖွဲ့ကတော့ဘယ်လိုပုံစံနဲ့ထုတ်တယ်ဆိုတာအမြဲတမ်းသိနေရှာပါတယ် ကျွန်တော်နိုင်ငံမှာတဘာဝဘေးအန္တရာယ်တွေပြည်တွင်းဆက်ဘေးအန္တရာယ်တွေပုံစံအမျိုးမျိုးနဲ့ကြုံခဲ့ကြပြီးပါပြီ။ဟိုရခင်တုန်းကတော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ကဘာကြီးကဂယူးဆိုင်တာမဟုတ်ပါဘူး။မြန်မွေကျောမွေးတွေအစင်ကနိုင်ငံကမှလူရမတိုးပါဘူး။ကျွန်တော်တို့ဘာဖြစ်ဖြစ်အုံဖွားဆိုပြီးထထုတ်တဲ့အဖွဲ့စည်းကအတော်လေးရှားပါတယ်။ဒါပေမဲ့ဒီငလျင်တန်းမှာတော့နည်းနည်းလေးထူကြပါတယ်။ ဒါကကျွန်တော်တို့နိုင်ငံတစ်ခုတည်းတည်တံ့ခန်းစားရတာမဟုတ်ပဲထိုင်းနိုင်ငံမှာရောပြီးခန်းစားလိုက်ရတဲ့အတွက်နိုင်ငံတကာကပိုပြီး view sighter လာတော့မသိပါဘူးကျွန်တော်ရဲ့အမြင်ကိုပဲပြောပြတာပါဘာပဲဖြစ်ဖြစ်ဒီတစ်ခါမှတော့နိုင်ငံတကာကအားကစားနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတော်တော်များများကမြန်မာငလျင်တပင်းနဲ့ပတ်သက်ပြီးကြေညာချက်တွေဆက်တိုက်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်မမီတို့လောက်ပြောရရင်အရင်ဆုံးအနေနဲ့ထုတ်ပြန်လာတာက1 championship ဖြစ်ပါတယ် သူတို့ကမြန်မာစီးကွက်ကိုအာယုံစိုက်နေတဲ့ဖွဲ့စည်းဖြစ်တယ်လို့မြန်မာပြည်ကဖိုက်တာတွေကိုလည်းပွဲတွေအဆက်မပြတ်ဖြစ်အောင်ဖန်နီးပေးနေတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်မို့မြန်မာနဲ့ပတ်သက်တဲ့သတင်းတွေကိုသူတို့စီမအချင်းမြေ update ဖြစ်နေတာပါ။အဲဒီလိုအကြောင်းရင်းတွေကြောင့်သူတို့ကခြေစုံကနေကနဦးထုတ်ပြန်နိုင်ခဲ့တာလားတော့မပြောတတ်ပါဘူး။ဝမ်ချမ်းမြေရှိပြီးတော့ဥရောပကဘောလုံးကလပ်ငယ်တစ်ခုကထပီးကြေညာချက်ထုတ်ပြန်ပါတယ်။အဲဒီကလပ်ကတော့အင်္ဂလန်ကလပ်ဘရန်ဖို့အသင်းဖြစ်ပါတယ်။ ဘရန်ဖို့အသင်းကမြန်မာနဲ့ပတ်သက်တဲ့အရေးတွေဆိုရင်အစင်းဆိုင်တက်ချွားခဲ့တဲ့အသင်းမို့လို့အခုလိုမျိုးထုတ်ပြန်တာအထူးဆန်းတော့မဟုတ်ပါဘူးမြန်မာပြည်မှာအရေးကြောင်တစ်ခုပေါ်လာပြီးဆိုရင်ဘရန်ဖို့အသင်းကပဲရှေ့ဆုံးကနေကြီးညာချက်တွေထုတ်တာပါဒါကြောင့်မို့အဲ့ဒီအသင်းကိုတော့အမှန်ကန်ကျေစူးတင်မိပါတယ်အရင်နောက်ထုတ်ပြန်လာတဲ့အသင်းကတော့အင်္ဂလန်ကမန်ချက်စတာယူနိုက်တက်အသင်းဖြစ်ပါတယ်။သူတို့ကမြန်မာဘာသာနဲ့တွဲပြီးကိုထုတ်ပြန်လာတာပါ။ အဲ့ဒီအတွက်မြန်မာပြည်ကမန်ချက်စတာယူနိုက်တက်ပြည်သက်တွေလည်းအားကြာခဲ့ကြပါတယ်။သူတို့အားပေးတဲ့အတင်းကဒီလိုမျိုးထုတ်ပြန်ပေးတဲ့အတွက်သူတို့ကိုသူတို့လည်းအရန်ကိုဂုဏ်ယူမိခင်ချတာပါ။ဘာဖြစ်လို့လဲဆိုတော့ကြီးညာချက်ကိုကြည့်လိုက်မယ်ဆိုရင်မြန်မာစာနဲ့တီးတန့်ရေးပြီးဖော်ပြထားတဲ့အတွက်မြန်မာပြည်သူတွေအတွက်အမှန်တကယ်ဝမ်းနည်းမိတယ်ဆိုတာတိုင်းနာကိုပေါ်လွင်နေပါတယ်။ အဲ့ဒီခိုက်တက်မှာကလေးကကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငလင်းသတင်းကအောက်စာလောကကိုအချိန်ယွန်ကောင်းတစ်ခုနဲ့ရိုက်ခတ်တော့မယ်ဆိုတာခံမှန်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဝမ်ချမ်ပီယံရှစ်နဲ့မန်ချက်စတာယူနိုက်တက်လို့အဖွဲ့အစည်းတွေကရှေ့ဆုံးကနေကြေညာချက်တွေထုတ်ပြန်ခဲ့ကြလို့ပါပဲ။မြန်မာစကားပုံမှာဆင်းသွားရင်လမ်းဖြစ်တယ်ဆိုတာရှိပါတယ်။တဘောကအင်အားကြီးတွေကရှေ့ကနေလှုပ်ပြပြီးဆိုရင်နောက်ကလူတွေကလည်းလိုက်ပြီးလှုပ်ဖို့မခဲရင်ပါဘူး။ ။ဘာဖြစ်လို့လဲဆိုတော့သူတို့ထုတ်ပြန်တဲ့ကြေညာချက်တွေပေါ်တုတ်ပြန်မှုတွေကအမှန်တကယ်အပေါင်းလက္ခဏာဆောင်နေတာပါ။အဲဒီနောက် Manchester United ရဲ့မြို့ကန်ပြိုင်ဘက် Man City အင်းကလည်းကြေညာချက်ထုတ်ပါတယ်။ရင်တက်ကအင်အားကြီးဖြစ်တဲ့ Barry Saint Germain အသင်းကလည်းမြန်မာဘာသာနဲ့ပါတွဲပြီးထုတ်ပြန်ခဲ့တာပါ။ဒါအပြင်လက်နက်ကလပ်စပါအသင်းကလည်းတရားဝင်ကြေညာချက်ထုတ်ပြန်လာတာတွေ့ရပါတယ်။ ကျွန်တော်ရဲ့ channel က fighter တွေနဲ့ပတ်သက်တဲ့သတင်းတွေကိုထုတ်ပြန်တာဆိုတော့ fighter တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလက်ဆက်ပြီးပြောပြခြင်းနေပါတယ်။မြမငလင်းဘေးနဲ့ပတ်သက်လို့တအူးတယောက်ချင်းစီကရှေ့ကနေထုတ်ပြန်လာတဲ့အထက်မှာ one championship ဥက္ကရာကြီး chatry ကထိတ်ဆုံးကနေထူးထူးဆန်းဆန်းဖြစ်နေပါတယ်။မြမပြည်သက်တွေအကြားမှာဥက္ကရာ chatry နဲ့ပတ်သက်လို့အဆိုးမြင်အကောင်းမြင်နှစ်ခုစလုံးတွင်တွဲထားပါတယ်။သို့တော့ဒီငလင်းဘေးမှာတော့ဥက္ကရာ chatry ကခြေဆုံးကနေဝင်ပြီးပြောခဲ့တာပါ။ သူပြောသွားခဲ့တဲ့နေရာကဘရိုနီကာရဲ့ပိုးဆောင်မှာဖြစ်ပါတယ်။ဘရိုနီကာကငလျင်နဲ့ပတ်သက်တဲ့သတင်းကိုတင်လိုက်တဲ့အချိန်မှာဘရိုနီကာရဲ့မိသားစုရောအဆင်ပြေရဲ့လားမြန်မာပြည်နဲ့မြန်မာပြည်ကလူတွေအားလုံးအတွက်ဆူတောင်းပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့မျက်ချက်ရေးသားသွားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့သူ့ဘော်အဆိုးမြင်သည်ဖြစ်စေအကောင်းမြင်သည်ဖြစ်စေတကယ်အရေးကြီးတဲ့အခိုက်အတန့်မှာတော့သူကအခုလို speak out လုပ်ပေးတဲ့အတွက်အမှန်တကယ်စိတ်ထဲကနေကျေးဇူးတင်မိပါတယ်။ ်သူခုလိုထုတ်ပြောလိုက်တဲ့စကားလုံးတွေကြောင့်ဘလောက်ထိတတ်သွားမလဲဆိုတာကျွန်တော်တို့လည်းခံမှန်းကြည့်လို့မရပါဘူးနောက်တစ်ယောက်ကတော့ကျွန်တော်တို့အရှိတောင်အရှာကနေထွက်ပေါ်လာခဲ့တဲ့နာမည်အကြီးဆုံးဖိုက်တာဖြစ်ပါတယ်။ဖိလပိုင်ကဖိုက်တာကြီးဘက်ကွီယာကိုဆိုရင်ကျွန်တော်မြန်မာပြည်မှာလည်းမသိတဲ့သူမရှိပါဘူး။ဘက်ကွီယာကလည်းမြန်မာပြည်သူတွေအတွက်ဝန်းနေတဲ့အကြောင်း state update တင်ကဖော်ပြသွားပါတယ်။အဲဒီနောက် အဲ့ဒီနောက်အမေရိကမှာနေတဲ့ကျွန်တော်တို့ရဲ့ fighter တွေဖြစ်တဲ့ online ဆန်း Joshua Pan တို့ကလည်းခြေစက်နောက်ဆင့် status တွေတင်ခဲ့ကြတာပါဝမ်ချမြေချမှာထိုးတက်နေတဲ့ fighter တွေထဲမှာဆိုရင်လက်ရှိအချိန်ထိထူးထူးခြားခြားသတိထားမိတာကတော့ Philippine fighter Kevin Belligon ဖြစ်ပါတယ်။သူကလည်း Bequiao ရဲ့ status ကိုမြင်ပြီးမြမအချောင်းကိုတိသွားတာလားတော့မပြောတတ်ပါဘူး။ဒါပေမဲ့သူရဲ့စာမျက်နှာကနေတဆင့်မြမပြည်အတွက်စူတောင်းစကားပြောသွားတာသတိထားမိပါတယ်။ ပြည်တံများခမတရင်တွေကတင်းငိန်လာတာနဲ့အမျှဒီငလျင်ကြောင့်ကျွန်တော်တို့ဘလောက်ထိဆုံရှုံလိုက်ရလဲဆိုတာတဖြည်းဖြည်းနဲ့ယုတ်လုံးပေါ်လာနေပါပြီဝမ်းလဲဝမ်းနေမိပါတယ်ကျွန်တော်တို့ရဲ့တမိုင်းဝင်အဆောက်အဦတွေအများကြီးဖြည့်ဆည်းခံလိုက်ရပါတယ်ပြီးတော့ကျွန်တော်တို့ပြည်သူတွေရဲ့အသက်အိုးအိမ်စီစိမ်တွေဘာသာရေးအဆောက်အဦတွေမွတ်စလင်တွေရဲ့ဗလီတွေကျွန်တော်တို့ရဲ့ဘုန်းကြီးကျောင်းတွေအများကြီးအများကြီးကိုပြည့်စည်ဆုံရှုံလိုက်ရတာပါ တစ်ချိန်တည်းမှာကမ္ဘာသတင်းဌာနကြီးတွေကကျွန်တော်နဲ့ပတ်သက်တဲ့သတင်းတွေဖော်ပြတာကြည်ရင်စိတ်မကောင်းတွေလည်းဖြစ်မိပါတယ်။ဒီငလျင်တန်းကြောင့်ဘသူတွေအခံရဆုံးလဲဆိုတာကျွန်တော်တို့ပြည်သက်တွေသိပါတယ်။ဒါပေမဲ့ကမ္ဘာသတင်းဌာနတွေကဖော်ပြတဲ့နေရာမှာကျွန်တော်တို့ထဲထိုင်းနိုင်ငံကအပြည့်စည်းတွေကပုံပြီးထင်ရှားနေပါတယ်။ဒါကလည်းသူတို့ကိုအပြစ်သွားတင်လို့မရပါဘူး။ ။ဘာဖြစ်လို့လဲဆိုတော့ထိုင်းနိုင်ငံဗန်ကောက်မြို့မှာကကမ္ဘာကျော်သတင်းဌာနကြီးတွေခြေစိုက်တဲ့နေရာဖြစ်ပါတယ်။အဲ့တော့သူတို့အတွက်သတင်းရယူရတာသတင်းဖန်တီးရတာအရန်ကိုလွယ်ကူပါတယ်။အဲ့တော့သူတို့နဲ့လက်လက်မီတဲ့သတင်းတွေကိုဖော်ပြတာကျွန်တော်တို့အနေနဲ့စောတခါတက်เสียမရှိပါဘူး။တို့တော့လေကျွန်တော်တို့ပြည်တွင်းကပြည်သူတွေကအဲ့ဒီထက်အစားပေါင်းများစွာခံစားနေရတာတွေသူတို့သတင်းဌာနတွေမှာမပေါ်လွင်တာအတော်ကြီးကိုနောင်တရရမိတာပါ။ ။တစ်ချိန်တည်းမှာကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးတွေနိုင်ငံပုံရိပ်တွေနိုင်ငံရေးတွေကဒီလိုပုံစံမျိုးတွေအထိရိုက်ခတ်မှုရှိနေပါလားဆိုပြီးတွေးမိပါတယ်။ကျွန်တော်တို့အနေနဲ့လက်ရှိအပျက်စီးတွေကြားကနေပြန်လဲထူထောင်မှုဆိုတာကျွန်တော်တို့ခွန်အားနဲ့မလုံလောက်ပါဘူး။ကျွန်တော်တို့ရှိတဲ့ budget အင်အားနဲ့လည်းမလုံလောက်ပါဘူး။ထပ်ပြောရရင်ကျွန်တော်တို့ရှိတဲ့အသိပညာတွေအတတ်ပညာတွေနဲ့လည်းမလုံလောက်ပါဘူး။ အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့နိုင်ငံတကာကအကူအညီတွေကိုမှီကိုရအောင်မှာပါနိုင်ငံတကာကကူညီခြင်းနဲ့လူတွေစီကိုလည်းမှန်ကန်တဲ့သတင်းအချက်အလက်တွေရောက်ရှိဖို့လိုပါတယ်အဲ့ဒီတော့ကျွန်တော်ပြည်သက်တွေကိုတောင်းဆိုချင်တာက ကျွန်တော်တို့နဲ့ပတ်သက်နေတဲ့သတင်းအချက်အလက်တွေကိုရသလောက်မျှဝေဖြန့်ကြပါဘာဖြစ်လို့လဲဆိုတော့ဖြတ်တဲ့လူများလေလေထိခိုက်မှုရှိတဲ့နေရာတိုင်းကအချက်လက်တွေပို့ပြီးပြန်လေပါပဲ။ ဒါမှကုညီလှူဒန်းကျင်းစိတ်ရှိတဲ့သူတွေကဘယ်လိုပုံစံမျိုးတွေနဲ့ကုညီလှူဒန်းရမလဲဆိုတာစဉ်းစားချင်းချိန်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေအားလုံးနောက်ထပ်ကက်ယောဂါဇိုးတွေကနေကင်းရှင်းကြပါစေလို့လဲဆန္ဒပြုပါတယ်အားလုံးလည်းဖိတ်ကင်းကြပါစေဗျာမိသားစုတွေနဲ့လည်းပြန်လည်ဆုံစည်းနိုင်ကြပါစေဒီလိုကက်ယောဂါဇိုးတွေဒီလိုငလျင်ဘေးဒဏ်တွေကနေလည်းကင်းရှင်းနိုင်ကြပါစေ